ဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်ဒီမှာ American ဒုတိယသမ္မတ JD Vance က Greenland ကျွန်းကိုတွားရောက်လဲပတ်မယ်လို့သိရပါတယ်။မူလက March 28ရက်နေ့ခရီးစဉ်ဟာဒုသမ္မတကတော့ Asha Vance ပဲတွားရောက်မယ်လို့စီစဉ်ထားရကနေအခုတော့ဒုသမ္မတ Vance ကိုယ်တိုင် လိုက်ပါသွားမယ်လို့သိရပါတယ်။ဒုသမ္မတဇနီးမောင်နှံဟာ Greenland ကျောင်းမှာရှိတဲ့ Pacific Agatha စခန်းမှာတက်ဆွဲထားတဲ့ American စစ်သည်တွေကိုတွားတွေ့ပြီးအာတိတ်ဒေသလုံခြုံရေးကိစ္စတွေကိုဆွေးနွေးသွားမယ်လို့အင်ဖြူတော်ကထုတ်ပြန်ပါတယ်။ American မှာ Donald Trump သမ္မတဖြစ်လာတဲ့နောက် Greenland ကျွန်းကို American ပိုင်နဲ့အဖြစ်သိမ်းသွင်းနိုင်ဖို့လှုံ့ဆော်မယ်လို့ကြေညာထားပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာ fans ကအဲ့ဒီကျွန်းကိုတွားရောက်ဖို့စီစဉ်ခဲ့တာပါ။ဒိမ့်မလက်အောက်ခံဖြစ်ပြီးကိုပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ Greenland ရဲ့ပြည်သူအများစုကတော့ အမေရိကန်ပိုင်နဲ့အဖြစ်ရက်တီဖို့ကိုမလိုလားကြောင်းအတိအလင်းသဘောထားပြသထားပါတယ်။တစ်ဖက်မှာလည်းမကြသေးခင်ကကျင်းပပြီးစီးခဲ့တဲ့ Greenland ရွေးကောက်ပွဲမှာဒိမတ်လက်အောက်ခံအဖြစ်ကနေခွဲထွက်လို့တဲ့အတိုက်ခံအင်အားစုတွေကအနိုင်ရထားတာပါ။မူလကဒုသမရကတော်အက်ရှာဟာ Greenland ကိုယဉ်ကျေးမှုဆိုင်ရာခရီးစဉ်တစ်ခုသွားရောက်ဖို့ကြိုးစီစဉ်ထားတာဖြစ်ပြီး March 25ရက်နေ့မှာတော့ဒုသမရကိုယ်တိုင်လိုက်ပါမယ့်အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။